အားလုံးမင်္ဂလာပါအေးဆိုတဲ့က channel နဲ့ကြိုဆိုလိုက်ပါရယ်ဟွန်တိုင်းနေနဲ့သူရဲ့ EV တစီကိုတရုတ်ဈေးကွက်တည်းမိတ်ဆက်ပေးလိုက်တယ်ဒီ EV ကတရုတ်ဈေးကွက်ဒီသက် EV လို့လည်းပြောလို့ရတယ်ကျွန်တော်တို့မြင်တွေ့နေကြဟွန်တိုင်းရဲ့ EV series ဖြစ်တဲ့ Ionic series နဲ့လုံဝကိုကွဲထွက်နေတယ်ရုပ်ထွက်ပိုင်းကနာမည်ပေးပုံအားစလုံဝကိုကွဲထွက်နေတယ်ဒီကားကဟွန်တိုင်းနဲ့ဟွန်တိုင်းဘေဂျင်ပေါ့နော်ဘေဂျင်ဟွန်တိုင်းနဲ့ပေါင်းပြီးထုတ်ထားတာဟွန်တိုင်းနဲ့ BIC ပေါင်းပြီးထုတ်ထားတာလို့ပြောရင်တော့မမပါဘူး ဒီနှစ်အစောပိုင်းကာလတွေကဟွန်တိုင်းက BIC နဲ့1.1ဘီလီယံရှိတဲ့စာချုပ်တစ်ခုကိုချုပ်ထားတာရှိတယ်။ဒီကားကဒီစာချုပ်ရဲ့တက်ရောက်မှုလည်းဖြစ်မှာပါ။ဟွန်တိုင်းနေတဲ့တရုတ်ဈေးကွက်မှာရောင်းအားတွေကြာနေတယ်။အဲတော့ဒီ EV ကဟွန်တိုင်းကိုတရုတ်ဈေးကွက်မှာကဲတင်နိုင်မှာမလား။ရုပ်ထပ်ပိုင်းရောဘယ်လိုရှိမလဲ။ဒါတွေသိရဖို့တော့ကျွန်တော်တို့တခြားလေ့လာကြည့်အောင်ပါ။ မိတ်ဆွေတို့အနေနဲ့ကားတွေကိုသဘောကြရတဲ့နိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားကြပါကျွန်တော်ရဲ့ channel လေးကနိုင်ငံတကာကားလောကသတင်းအကြောင်းအရာတွေနဲ့ကားတွေရဲ့အကြောင်းအရာတွေကိုဖော်ပြပေးနေတဲ့ channel လေးလည်းဖြစ်ပါတယ်ဒီကားကအခုမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့အရင်တွေ့နေကြဟွန်တိုင်းရဲ့ Ionic series နဲ့လုံးဝကိုကွဲထွက်တဲ့နာမည်ပေးပုံအားစလုံးဝကွဲထွက်နေတယ်ဗောနော်အဲ့တော့ရှိပြမှာဆိုရင်ဟွန်တိုင်းလို့ပြောလို့ရတာကဒီ data irony လိုက်ကြည့်ဗောနော် ခြေဘက်ကိုအပြည့်ပြေးထားတဲ့ data running လိုက်ကြီးကအရင်ရုပ်ထွက်တွေနဲ့ ionic series ပုံစံတွေနဲ့တော့တူတယ်ဒီပုံမှာတော့ဟိုတိုင်းရဲ့ logo တခုတွေ့ရတယ်ဒါပေမဲ့ဒီမီလုံးနေဒါပေမဲ့ဒီ helmet နေထားသူပုံနဲ့ helmet ပုံစံနေနောက် design language ပိုင်းရဆိုရင်ဟိုတိုင်း ionic series နဲ့တော်တော်လေးကိုကွဲထွက်တယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ဒီကောက်ကိုရုပ်တရက်မြင်လိုက်တော့ကတကယ်ဟိုတိုင်းရဲ့ av ဟုတ်ရဲ့လားဆိုပြီးတော့စက်ဖက်မိတယ် အဲ့တော့တရုတ်ဈေးကအတွက် VIC နဲ့ပေါင်းထားတာဆိုတော့ဒါတရုတ်ရဲ့ genetic ပါမှာပဲဆိုပြီးတော့ match ပြုတ်လိုက်မိသေးတယ်ပေါ့နော်ဒီ offer မှာတော့ကျွန်တော်တို့ NNG တွေတွေ့ရတယ်ဒီမှာဆို Falkland ပါညာတွေ့ရမယ်ပေါ့နော်ဒီကားကလုံးဝကိုနည်းနည်းလေးလုံတုံတုံပုံစံမျိုးရှိတယ် body shape ဘက်မှာတော့ဒီမှာဒီလိုလေးဆင်းနိုင်ဆင်းပြင်းဒီမှာလဲအချိုးကွေပေါ့နော် အချိုးကွေတွေတော်တော်များတယ်အထစ်အထစ်လေးပုံစံမျိုးပေါ့နော်ဒီလိုဒီလို ဒီလိုတွေသွားရထားရဲဆိုတော့ဒီကားရဲ့ရုပ်ထွက်ပိုင်းကိုလည်းတိတ်ပြီးကျွန်တော်အနေနဲ့မကြိုက်ဘူးเนาะရှိပဲရုပ်ထွက်ပိုင်းကိုတိတ်ပြီးတဘောမကြောက်ဘူးဘက်မန်တွေကတော့ကျွန်တော်တို့ black out လုပ်ပေးထားတယ်အဲဒီမှာ a pillar တွေကလည်း black out လုပ်ပေးထားမယ်တင်တယ်ဗောနော် အပေါ်မှာတော့ ray တစ်ခု ray တစ်စုံတွေ့ရတယ်အဲတော့ bay ဘက်ပုံစံမျိုးတစ်ချက်လောက်လေ့လာကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ bay တိုင်းပုံစံမျိုးဖြစ်သွားပြီဒီကောင်က missile suv ဗောနော်ဒီမှာဆိုရင်ကျွန်တော်တို့ခုနကတိတ်ပြီးမထင်မရှားတဲ့ဟာတွေမှာဒီမှာ black out လုပ်ထားတယ် အဲ့အဲ့ဒီတွေကလည်း तू က edit shutter တွေပေါ့နော်အာကာမောင်းမှာ तू ပွင့်လာမဲ့ပုံစံမျိုးတွေကျွန်တော်တို့ဒီမှာတွေ့ရတယ်ဒီမှာဆိုရင် three sixty camera တခုတွေ့ရတယ်ဒီအချိုးကိုကြီးကကျွန်တော်အနေနဲ့တက်ပြီးသဘောမချအောင်ပေါ့နော်ဒီမှာဆိုရင်အဲဒီမှာဆို body line တခုရှိမယ်ဒီ body line ကဒီလိုတစ်ဆက်ထဲနဲ့ဒီလိုဆင်းလာတယ်ဆင်းလာပြီးတော့ offset band bar ပိုင်းနဲ့ဝင်သွားတယ်ပေါ့နော်ဒီမှာလည်း body line တစ်ချောင်းရှိတယ်ဒီမှာလည်း body line ပေါ့နော်ဘေးဘက်မှာလည်း body line တော်တော်များများ ထည့်ပေးထားတယ်ဗောနော်တကားလက်ကင်တွေကတော့ Hyundai ရော BYC မှာရောတွေ့နေကြ flash door handle တွေပဲဘက်မှန်ကတော့ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ black out လုပ်ပေးထားတယ် AP လား AP လားလဲ black out လုပ်ထားတယ် B ပလားတွေ C ပလားတွေပလားတွေအကုန်လုံးက black out လုပ်ပေးထားတယ်ဗောနော်ဒါပေမဲ့ mo line ကတော့ black out လုပ်မိမှာပဲねကားရဲ့ body color ကိုပြန်ထည့်ထားတော့အမိုးလိုင်းကအဝေးရကျရင် floating route ပုံစံမျိုးခံစားရလိမ့်မယ်။ chrome ဘာညာဒီမှာမတွေ့ရပဲနဲ့အနေအထားကို trend တွေကိုပဲပေါ့ပေါ့မြင်းများကိုတုံးပေးထားတယ်။ အပေါ်ဘက်မှာတော့ရေကအနေအောင်ရေတစုံထည့်ပေးထားတယ်။ဘိန်းနေကတော့အမြင်လေးကတော့ဆန်းနေပေါ့နော်20လက်မအရွယ်ဘိန်းနေဖြစ်လိမ့်မယ်။ဒူထုံကာလာနဲ့တွေ့ရတယ်ပေါ့နော်။ကားရဲ့ဒီဒီနားမှာတော့ကျွန်တော်တို့အနေအောင် trim ကိုတုံးပေးထားတယ်ပေါ့နော်။ဒီဘိန်းကုန်းတွေကိုလည်းအနေအောင် trim နဲ့တုံးပေးထားတယ်။အဲ့တော့ဘေးတိုက် design language ကတော့ကျွန်တော်အနေနဲ့ဒီဒီရရဲ့နောက်ပိုင်းကိုသဘောကျတယ်ပေါ့နော်။ရှေ့ပိုင်းကြီးကတော့ကျွန်တော်သိပြီးမကြိုက်ဘူး။ အဲ့တော့နောက်ဖက်ပုံစံမျိုးဘယ်လိုရှိမလဲပေါ့နော်ဒီကားရဲ့နောက်ဖက်ပိုင်းကမဆိုးတော့မဆိုးဘူးလှတယ်လို့ပြောလို့ရတယ်ခုနကဒီပေလာကနေထွက်လာတဲ့ဟာကစပိုင်လာပုံစံမျိုးဖြစ်သွားပြီးတော့လုံဝကိုအနှက်အောင်နဲ့အပြစ်ပြေးပေးထားတယ်ပေါ့နော်စပိုင်လာလို့ပဲပြောလို့ရတယ်ဒီမှာတော့ Honda ရဲ့ logo တွေ့ရမယ်နောက် LED tail lamp ကလည်းလုံဝအပြစ်ပေါ့နော်ကားရဲ့နောက်ဖက်အပြစ် ထူးခြားတာကဒီမှာဆိုဟွန်ဒိုင်းဆိုပြီးမတွေ့ရမယ်ねကားရဲ့ model နာမည် LZO ဆိုပြီးတော့ထည့်ပေးထားတယ်ဒါကတော့ထူးခြားချက်တစ်ခုပေါ့နော်ဒီမှာဒီဘမ်ပါအချိုးကွေကလည်းဒါလေးကတော်တော်လေးလှတဲ့အထင်မှာပါတယ်ဒီကားထဲမှာဒီကားရဲ့ body တိဆောက်ပုံထဲမှာဒါကိုအကြိုက်ဆုံးလို့ပြောလို့ရတယ်ခုနဘေးတိုက်ကြီးတော့ငါဒီဒီဘိန်းကုန်းနေရာအရန်ကြီးမခုံဘူးလို့ခံစားရပါမယ်ဒီလိုကြီးလိုက်တော့သူရဲ့ slope ကတော်တော်လေးအာတော်တော်လေးဘေးကိုဖောင်းထွက်ထားတာမျိုးတွေ့ရတယ်ဗောနော်အဲ့တော့ ကားရဲ့အဟံကတော်တော်လေးကြီးသွားလိမ့်မယ်ဒီအောက်ဘက်ဘံပါလည်းမဆိုးတော့မဆိုးပါတော့ပုံစံလေးလာတယ်အဲကားရဲ့ body color နဲ့အနက်ရောင်နဲ့မိခိုးရောင်နဲ့ miss လုပ်ပေးထားရတဲ့နောက်ဘက်ပိုင်းလေးကတော့မဆိုးဘူးဒါပေမဲ့ရှေ့ဘက်ရုပ်ထွက်ကိုကျွန်တော်နေနေမကြိုက်ဘူးပေါ့နော်ဟိုနေ့ကဒီ alizio ကိုအယောင်ကထူးထူးဆန်းဆန်းအယောင်နှစ်ခုထပ်ထည့်ပေးထားတယ်ပေါ့နော်ခန်းအယောင်နုနုရယ်နောက်တစ်ခုက make up ရောင်ပုံစံမျိုးတစ်ယောင်ရယ်ထည့်ပေးထားတယ် ဒါကအရင်ဟွန်တိုင်းနေမှာတိပြီးမတွေးတွေ့နေကြမဟုတ်တဲ့အရာပေါ့နော်ဒါပေမဲ့ Genesis မှာတော့တွေ့နေကြအရာမျိုးတော့ပါတယ်ခန်းရောင်တော့မဟုတ်ပေါ့နော်ဒီမိတ်ကဲရောင်နူနူက Genesis မှာတွေ့နေကြအရာမျိုးပုံစံမျိုးတော့ဖြစ်တယ်ဒီကရဲ့အတွင်ပိုင်းပုံတွေကိုတော့ဟွန်တိုင်းကထုတ်မပြသေးဘူးအဲ့တော့အတွင်ငန်းကဘယ်လိုရှိမလဲတော့မသိဘူး။နောက် specification တွေကိုလည်းတိတိကျကျပြောမထားသေးဘူး။ဒီကားက BIC နဲ့ပေါင်းပြီးထုတ်တာဆိုပေမဲ့ဒီကားက Honda ရဲ့ EGMB platform ပေါ်မှာပဲစောက်ထားတာအဲ့တော့ဒီကောင်းရဲ့ range က900 km မိုင်400ကျော်လောက်ထိသွားနိုင်မယ်လို့တော့ဆိုထားတယ်အဲ့တော့တကယ်အ official launch လုပ်လာတဲ့အချိန်မှာ Hyundai ကဘယ်လောက်တောင် mic တဲ့ specification တွေချပြမလဲဆိုတော့ရှင်ခုနေရမှာပဲဖြစ်ကြောင်း calculator တွေပေါ်ပြပေးလိုက်ပါတယ်ကျွန်တော်ရဲ့ video လေးကိုကြည့်နေတဲ့တက်ဆိုရင်တော့ like လေးလုပ်ပြီးသွားကြပါအောင်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် Now view what you're doing, huh?